main လာကန် subject တန်း site တွေကိုကျွန်တော်တွက်တဲ့အခါမှာကျွန်တော် theory တွေ calculation တွေ design concept တွေအကောင်အောင်ထည့်ဆိုပြီးကျွန်တော်တွက်ကြတာပဲအတော်ကျွန်တော်ဆရာလာပြောတယ်အမှုမင်းတွက်တဲ့အခါမှာမင်းဒီဖြစ်တဲ့ပြဿနာအများဆုံးက morning ကာလမှာဖြစ်တယ်အဲဒါဆို morning ကာလကိုဒီကထားပြီး morning မှာဘာတွေဖြစ်မှာလဲပြဿနာတွေအဲ့ဒီပြဿနာတွေကိုဖြေရှင်းတဲ့ င်းညာကိုလည်းထည့်ပြီးတော့မှဒီ subtitle subtitle site တွေကိုတွက်ဖို့လိုတယ်ပေါ့ကျွန်တော်အားလည်း main တွက်တာတော့ဟုတ်တယ်ဒါပေမဲ့လို့ subtitle site တွေတွက်ချက်တဲ့အခါမှာဖြစ်နိုင်တဲ့ပြဿနာအများဆုံးအခြေအနေကမိုးရင်းကာလဖြစ်တယ်အဲ့တော့အဲ့အခြေအနေကိုလည်းထည့်တွက်စဉ်းစားဖို့လိုတယ်ဆိုတော့ပြောပါတော့ subtitle site တွေမှာအခုလိုမိုးရင်းမှာဖြစ်လာနိုင်တဲ့ပြဿနာ၅မျိုးအကြောင်းကိုကျွန်တော်ညွှန်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာတွေဖြစ်မလဲပေါ့နော် ။ဒါပေမဲ့ကျွန်တော် subtitan site တွေကျွန်တော်တို့အိမ်သုံးနေဆိုကျွန်တော်တို့ဒီလက်ရှိမြန်မာပြည်ရဲ့အခြေအနေမှာကအိမ်တိမ်ဆောက်တယ်ဆိုလို့ချင်း subtitan site ကလည်းမပါမနေရပါနေရတယ်ဗျာ။အဲ့တော့ဒီ main account subtitan site တွေဒီမဖြစ်မနေပါရတဲ့နေရာမှာရှိ။အဲ့တော့ဒါဆိုရင်ကျွန်တော်အခုလို့ mode ဝင်လာပြီ။ဘုန်းကြီးဝင်လာပြီဆိုရင်ကျွန်တော်ကဘာတွေဆလုပ်ဖို့လိုလာပြီလဲဘာတွေစစ်ဖို့လိုလာပြီလဲဘုန်းကြီးကာလမှာဒီဖြစ်တဲ့ပြဿနာအကြီးဆုံးဒီလေဒီအာကျွန်တော်တို့မျိုးမိုးစောင်းတဲ့မှာဘုန်းကြီးကာလစီအများဆုံးဖြစ်တယ်ပေါ့အဲ့တော့ကြည့်အောင် နံပါတ်၁ကတော့ကျွန်တော်ပြဿနာပါဖြစ်မလဲဒီကျွန်တော်တို့ဒီ subtitle ရဲ့ပုံစံဒီအပေါ်မှာပြပုံတော့အရှိန် base ကတော့သူ့ရဲ့ဒီ anaerobic bacteria တွေ aerobic bacteria တွေပြီးကျွန်တော်တို့ကဒီဟို setter တွေပေါ့နော်အထိုင်ကန်တွေပြီး subit တွေပေါ့နော်အဲ့ဒါရှိ subit ကန်တွေမှာဒီရေစုပ်နိုင်မှုပမာဏနည်းလာတာပေါ့ ဘာလို့လဲဆိုကျွန်တော်တို့ဒီမြေကြီးမြေသားထုကအလိုလိုသူ့တဘာဝလျောက်ကိုကမြေကရေဝရေဝရောက်ခါကျတော့ဒီစုပ်ပစ်ကနေကျွန်တော်ရေကိုစုပ်ပေးနိုင်တဲ့ပမာဏကနည်းလာနည်းလာတော့ဘာဖြစ်လာလဲသူ့ရဲ့ overflow တွေများလာမယ်ပြီးကျွန်တော်ကရေဒီကနေရေ capacity များလာလေလေတစ်ဖက်ကရေဝိတ်ကလည်းရှိဒီမြေသားထဲမှာကလည်းရေဝိတ်ရှိနေတာဖြစ်တဲ့အတွက်ရေကိုမစုပ်နိုင်တော့မစုပ်နိုင်တော့ပြဿနာဘာဖြစ်သွားလဲဆိုတော့ရှေ့မှာရှိနေတဲ့ substrate က လေတဖြည်းဖြည်းနဲ့ရေဒီရှင်လာဘာလို့စောက်ပိတ်ကိုမသွားနိုင်တော့အဖြစ်ရေရှင်လာမယ်ရေရှင်လာလို့ချင်ကျွန်တော်ပြဿနာတွေကကျွန်တော်တို့ဖြစ်လာပြီအဲ့တော့ဒီ subsequent ပြဿနာဒီပြဿနာဖြစ်ပြီဆိုရင်နောက်ဆက်တွဲပြဿနာတွေထပ်ပြီးပေါ်လာတာပေါ့နော်အခုတော့ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီ subsequent တွေရေရှင်နာရေဒီကျွန်တော်တို့မစုံနိုင်တော့ဘူးဆိုရင်ဘာလုပ်ရမလဲဒါလေးလည်းကျွန်တော်ဆက်ပြီးပြောပြပါမယ်အခုနောက်ထပ်နံပါတ်2ရှက်ပေါ့ နံပါတ်2ချက်ကတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီဒုနာကနံပါတ်1ကဆုတ်ပစ်တယ်ကျွန်တော်တို့ကရေးဆုတ်နိုင်မှုအပမာဏနေလာတယ်။နံပါတ်2ကတော့ကျွန်တော်ဘာဆက်ဖြစ်မလဲဆိုတော့ဒီဆုတ်ပစ်ဒီဆပ်ပစ်တန်နေပေါ့နော်။ဒီဆပ်ပစ်တန်နေကရေနစ်တာကျွန်တော်ကျုံမှုပါလေကျွန်တော်တို့တွေလက်တွေ့လုပ်ငန်းကမှာတစ်ခါတည်းမှာဆပ်ပစ်တိုင်အပေါ်အထိကိုရေးရအပေါ်အပေါ်အထိကိုရောက်နေတာမျိုးတွေကျွန်တော်တို့ကြုံရတယ် အဲ့တော့ဆာဗစ်တက်နေရေနစ်တာကကျွန်တော်တို့ဒီအခုလိုမိုးများတဲ့အခါမျိုးတွေမှာဆိုလို့ချင်းကျွန်တော် ground water level မြင့်လာတာဘုလို့ကျွန်တော်မြေသားထဲမှာရှိတဲ့ရေထု level ကတဖြည်းဖြည်းအပေါ်တက်လာတဲ့အချိန်မှာအကျွန်တော်ဒီဆာဗစ်တက်ကိုရေနစ်တဲ့အချိန်တွေထိရောက်လာရပေါ့ရောက်လာတော့ပြဿနာတော့အများကြီးရှိတယ်ဒါပေမဲ့ဒီထဲမှာမှကျွန်တော်တို့အဓိကပြဿနာရဲ့ဘာတွေဖြစ်မလဲဆိုတော့ခါကျတော့ဒီဆာဗစ်တက်ထဲမှာရှိနေတဲ့ဘက်တီးရီးယားတွေအနာဘက်ဘက်တီးရီးယားတွေအဲလိုဘက်တီးရီးယားတွေကအရှင်မဖြစ်တော့ဘူးပေါ့ညာကြာလာတဲ့အချိန်မှာအရှင်မဖြစ်တော့ဘူးဒါတစ်ခုနောက်တစ်ခုက ဒီထဲကကျွန်တော်တို့ဒီ battle list ဖြစ်တဲ့ကျွန်တော် free book ဆိုရဲ point ကလေးရှင်း submit တန်တဲ့မှာကျွန်တော်ပုံမှန်အဖြစ်က free book ထည့်ထားပေးရတယ်ပေါ့အပေါ်မှာ layer နဲ့တခုထည့်ထားပေးရတယ်ပြီးကျွန်တော် band နေထည့်ထားပေးရအဲ့လိုမဟုတ်ဘူးနဲ့ဒီ submit တန်တွေကရေရှမ်းပြီးရေရအပြည့်ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဆောင်တန်မှာရှိနေတဲ့ကျွန်တော်တို့ဒီ swine နဲ့ waste တွေကစင်းလာမဲ့ရေတွေကိုအောက်ကိုမစင်းနိုင်တော့ဘူးအောက်သူဒီ အာကျွန်တော်တို့ကဒီ siphon niche effect ဖြစ်ပြီးတော့ခါကျတော့ဒီ subject တန်တဲမှာအလုံးကြီးပြည့်နေတာဖြစ်တဲ့အတွက်ဓာကြီးကထောက်ထားသလိုဖြစ်ပြီးအပေါ်ကရေအောက်ကိုမစင်တော့တဲ့ပုံစံလေးကျွန်တော်တို့ကြုံရမယ်ပေါ့နော်ဒါလေးလည်းကျွန်တော်တို့ဘယ်လိုဖြစ်ရှင်းရမလဲဘာလုပ်ရမလဲဆိုတာလေးပြင်ပြီးရင်အာကျွန်တော်တခုချင်းလေးပြန်ပြီးရှင်းပြပေးတော့ပါမယ်နောက်တစ်ခုကကျွန်တော်တို့အခုလောက်ကာလမှာဒီမိုးရင်းကာလဝင်လာပြီဆိုလို့ရှိရင်ပုံမှန်ပြတော့ကျွန်တော်ဝါဆိုလာပြည့်နေ့မှာစပြီးတော့ကျွန်တော်တို့မိုးရင်းကာလစလာပေါ့နော်သို့တော့အခုတော့ကျွန်တော်မိုးများလာပြီပေါ့ဗျာအဲ့တော့ ကျွန်တော်တို့ဒီနွေမူးဆောင်လို့ပြောလို့ရှိရင်ပြကျွန်တော်ဝါဆိုဝါဆိုလားပြည့်နေရတယ်ကျွန်တော်ဝါဆိုဝါကောင်တော်တလင်းတတိယတစားမိုးပေါ့တစားလုံးတစားမိုးလားပြည့်နေစီသူဒါကမိုးတွေပြပြီးကျွန်တော်နောက်တက်လေးလပေါင်နောက်တက်လေးလပေါင်ပေါ့အဲ့လိုမျိုးကျွန်တော်ပေါင်းသွားရင်ကျွန်တော်နွေမူးဆောင်ကျွန်တော်တို့ရမှာဖြစ်တယ်ပေါ့ဟုတ်ပြီဒါဆိုကျွန်တော်တို့အခုကနောက်နံပါတ်3ချက်ကတော့အခုလိုမိုးများလို့ရှိရင်နောက်တစ်ခုပြဿနာကကျွန်တော်ကစ်ရှင်နေဒီဘေးစင်းနေမှာစတီစင်နေမှာဆိုလို့ရှိရင်အာကျွန်တော်တို့ဒီ restaurant နေပေါ့နော်ဒီစားသောက်ဆိုင်နေမှာဆိုလို့ရှိရင်လေ hotel နေမှာဆိုလို့ရှိရင်အာဒီ အသားငါးတွေပါတာဖြစ်တယ်တို့တို့ကျွန်တော် grease trap တွေခံရတော့အဲ့ grease trap တွေကခံတာဘာလို့လဲဆိုတော့ CD ပါမှာစိုးလို့ပြအဲ့ CD ကျွန်တော်တို့ကပါမှာစိုးတာဖြစ်တဲ့အတွက်ဒီ grease trap တွေကိုခံတာဒါပေမဲ့အခုလို mooring ရောက်လာပြီဆိုလို့ချင်းသူ့မှာလည်းပြဿနာရှိတာက တကယ်တမ်းကသူကလည်းအာကျွန်တော်တို့ဒီ over over flow တွေဖြစ်လာပြီးတော့သူရဲ့အရှင်မဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီ subpitant တဲ့ကိုအာဒီ grease ဘာလို့အစီအစီပါလာတဲ့အခါမှာဒီအဲ့လိုအရှင်မှာဒီ subpitant အရှင်ပြတ်သွားတာလေရှိနိုင်တယ်ပေါ့ဒါနံပါတ်3ပေါ့နောက်တစ်ခုနံပါတ်4ကတော့ကျွန်တော်တို့ကြုံရမယ့်ပြဿနာပေါ့နော်နံပါတ်4ကအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ bad အူဒါလို့ခေါ်ရယ်အူဒါဆိုတာကတော့အနတ်သက်တည်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီအနတ်သက်တည်ဒီလိုဖြစ်လာပြီဆိုရင်အဲ့အနတ်နေရဘေးကိုရောက်မှာပဲအဲ့တော့ပတ်ဝန်းကျင်ကိုလည်းရောက်မယ်ကျွန်တော်ဒီအဆောက်အုံတဲတည်ပေါ့နော် gas bay f ခေါ်တာပေါ့လေအဆောက်အုံတဲ ठी ကိုဒါတွေကရောက်လာမယ်အဲ့တော့အဲ့ဒီဟာတွေကကျွန်တော်ဘယ်လိုလုပ်မလဲဒါကြောင့်ရင်းကတော့ကျွန်တော်တို့မိုးရေချောင်းဒီ trap တွေကရေမကြမ်းတဲ့ trap တွေကနေကျွန်တော်တို့ကခုနစိုက်ဖုန်းနဲ့ဖတ်တဲ့ဖြစ်ပြီးတော့ trap တဲမှာရှိတဲ့ရေတွေအကုန်လုံးဆွတ်ရှာသွားတာတွေပြီးကျွန်တော်ဘလော့ဖြစ်ပြီးတော့ပိတ်ပြီးတော့အနတ်တွေထွက်နေတာတွေ sub tank ကအရှင်မဖြစ်တော့အနတ်တွေရောက်နေတာဒါတွေကကျုံမှာပဲပေါ့နော် ဲ့တော့မဒါကူလဲကျွန်တော်တို့ကဘယ်လိုဖြစ်ရှင်းမလဲအဲ့ဒီနန်းသက်တွေဖြစ်လာတာဘာကြောင့်လဲဘယ်လိုဖြစ်ဖြစ်ရှင်းမလဲဆိုတဲ့ခန္ဓာလေးအပြင်ကျွန်တော်ဆက်ပြီးပြောပြပါမယ်နောက်နောက်တစ်ခုကကျွန်တော်တို့ဒီ social damage ခေါ်တာပေါ့ social damage ဆိုတာကကျွန်တော်အလုံးသိထားပြီဗျာ social damage ဖြစ်သွားတာဗျာအဲ့တော့ကျွန်တော်တို့ဒီ mode ကာလမှာမြေသားကတစ်ဖြစ်တစ်ဖြစ်နဲ့ကျွန်တော်ရေဝလာတဲ့အခါမှာကျွန်တော်တို့ပုံမှန်အဖြစ် brain body ပါဆိုကြကိုရိုးတို့အစသုံးခွဲရိုးတို့ဒီ၁၆ခွဲရိုးတို့အဲ့လိုမျိုးကျွန်တော်ကသွားကြရပေါ့သို့တော့ စနစ်တကျမလုပ်ခါဘူးဆိုလို့ရှိရင်ဒီ subject တက်နေပြိုတာတွေအတ်တာတွေ leakage ဖြစ်တာတွေအပြင်ရရှိတွေအတွင်းဝင်တာတွေကျွန်တော်တို့ဖြစ်လာမယ်ဖြစ်လာလို့ရှိရင်ဒီ subject တက်ပြည့်စစ်သွားတာနဲ့အတီချိနိုင်တယ်ပေါ့နော်ဒါကျွန်တော်အခုပြောလာတာအရှက်50ရှိတယ်ပေါ့ဆိုတော့အဲ့ဒီအရှက်50ကိုကျွန်တော်တို့ကဘယ်လိုဖြစ်ချင်းရမလဲဆိုတဲ့ခန္ဓာလေးနဲ့ချက်ပြီးပြောနံပါတ်၁ကကျွန်တော်တို့ခုနပြောတဲ့ software ကရေစုပ်နိုင်မှုအားမကြပါဘူးကြသွားပြီဆိုတော့အကောင်းဆုံးနည်းလမ်းကတော့နောက်ထပ်ကျွန်တော်တို့ဒီ software ပေါ့နော်ဒီအာကျွန်တော်တို့ရေစုပ်ခြင်းတွေကိုနောက်ထပ် အစ်တစ်ခုထပ်တို့ပြီးတော့မာသူ့ကိုကျွန်တော်တို့ကထပ်ပြီးတော့ join ပေးတာမျိုးတွေကျွန်တော်တို့လုပ်နိုင်တယ်အဲ့ဒီခါမှာလည်းပြဿနာကတခုရှိတာကရေထဲမှာရေဝါနေပြီးတော့ရေတွန်းဒီတူးလို့မရတဲ့အနေအထားမျိုးတွေခြုံနိုင်တယ်ဒီနေရာမှာတော့ကျွန်တော်တို့ကတက်တိနားလေတဲ့ကြွန့်ကျင်တဲ့သူတွေခေါ်ပြီးတော့မာဒါကိုစနစ်တကျထပ်လုပ်ဖို့လိုတယ်အထူးသဖြင့်တော့ဒီမိုးရင်းဝင်မှမဟုတ်ပဲနဲ့မိုးရင်းဝင်တော့မယ်ဆိုရင်ဒါကိုမဖြစ်ခင်မှာကြိုတင်ပြီးတော့လုပ်တာကတော့အကောင်းဆုံးဖြစ်ပါနောက်တစ်ခုကစပစ်တန်နေရေနှစ်တဲ့ပြဿနာ အဲဆော်ဖ်တဲ့ယင်းနဲ့တဲ့ပြဿနာကိုကြိုတင်ပြီးဖြေရှင်းမယ်ဆိုတော့အကောင်းဆုံးနေရာတော့ကျွန်တော်တို့ကျွန်တော်တို့နယ်ဘက်တွေမှာတစ်ခါတစ်ခါကြုံနေပြလောက်တာဆော်ဖ်တဲ့လောက်တဲ့အခါမှာအာမြေလေဘဲဘလောက်ထူထည့်ရမယ်ဆိုတော့အဲ့တော့မြေလေဘဲရဲ့ဘလောက်မှရှောက်လမထူထည့်ရမယ်တပေထူထည့်ရမယ်ပေါ့ဒါလေးကျွန်တော်ပြောကြရစီအာဘာလို့ပြောရတယ်လဲဆိုတော့အဓိကကခုနကဒီမိုးရွေကာလမှာရေလေဘဲတက်လာမှကြောက်လို့ပေါ့နော်ဒါကကျွန်တော်တို့မိုးရွေမှာဆိုလို့ရှိရင်ရေဝါလာပဲ ground ဒီ ground water level တွေကတက်လာတက်လာရဲ့ဆိုလို့ရှိရင်ဒီဆော်ဖ်တန်တဲ့မှာရေတွေအလုံးကြီးနဲ့အပြင်ရေတွေအတွင်းဝင်လာလို့ဒီကြုံတာနဲ့ အပြင်ကျွန်တော်တို့ကအပြင်ရခြေကဝိတ်ရှိနေတာဖြစ်တဲ့ပြီးကျွန်တော်ကဆော့ဘစ်ကလည်းမသိမစင်းနိုင်တော့တာဖြစ်တဲ့အတွက်ဒီဆော့ဘစ်တပ်ပေါ်မှာရေဖုံးတာတွေဂျုံရနိုင်တယ်။အပြင်ထောက်ပြီးတော့အပြင်ကရေအပြင်ကျွန်တော်တို့ကသုံးတဲ့ဟာတွေကအထုနဲ့ကိုမစည်းစင်းတော့တာတွေဖြစ်လာနိုင်တယ်။အဲ့တော့အဲ့လိုမျိုးဖြစ်လာတာတွေကိုဖြေရှင်းဖို့ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲပေါ့ဒီတက်နေမှာအဓိကတော့ ventilation တွေကိုစနစ်တကျတည်ဆောက်ဖို့လိုတယ်။ ပြီးရင် service tag ကိုကျွန်တော်ကမြင့်ထားဖို့လိုမြင့်ထားတဲ့ခါမှာလည်းကိုယ်နေမှာပေါ့နော်ကိုယ်တိောက်တဲ့ location ကိုကြည့်မယ်ဒီနေရာကရေဝတ်တဲ့နေရာလားရေမဝတ်ဘူးလားဒီရေ level ဒီရေဝတ်လားရေမဝတ်လားပြီးရင်ကျွန်တော်ကမြေကြီး level ကဘယ်လောက်ထိနေနေတယ်လဲတခြား level တဲ့မြင့်နေတဲ့နေရာမျိုးလားပုံမှာအရှိခံပြီးတော့မှအာကျွန်တော်ရဲ့ service tag တို့ဒီမြေကြီးရဲ့မြေကြီး level ရအပေါ်ဘယ်လောက်ထိထားတဲ့နေဆိုတာကိုကျွန်တော်တို့ကအခြေခံပြီးတော့တိောက်တင်တာဖြစ်ပါတယ်ဒါကတခုပေါ့နော်ဒါလို့ service tag ရေနစ်တာတွေကိုကြိုတင် စီစဉ်တဲ့အခါမှာဒါကိုတွေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော် grease trap ခေါ်တာပေါ့ grease trap ကတော့ဒါကဟို subject နဲ့ဓာတ်ရိုက်တော့မဟုတ်ဘူးတခြားသောကျွန်တော်တို့ဒီအာတိရှမ်းမှာတုံးတဲ့စီတွေပါတယ်မပါလာအောင်ကျွန်တော်ကကြိုတင်ပြီးတော့စီစဉ်ရမယ်အပိုင်းဖြစ်ပါတယ်။ဒါကတော့နံပါတ်3မှာ grease trap တွေကျွန်တော်တို့ရှိပါတယ်စနစ်တကျတုံးမယ်ဆိုတာကလည်းအဆင်ပြေပါတယ်။နံပါတ်4ကတော့ကျွန်တော်တို့ DR ကြုံရင်ဒီပြဿနာကြုံမှာပဲပေါ့နော်နံပါတ်4 bad bad order လို့ခေါ်ပါတယ်။ အဲ့ဒါကတော့အနန္တတည်းကျွန်တော်တို့ခံစားရမှာပေါ့နော်မကောင်းတဲ့အနန္တတည်းကျွန်တော်တို့ခံစားရမယ်အခန်းဒီအဆောင်အုံတွေမှာကိုပြင်ပမှာကိုဒါတွေဂျုံနိုင်အဲ့တော့အဲ့လိုဂျုံရမှာဆိုတော့အဓိကတော့ trap တွေကိုကျွန်တော်စနစ်တကျတည်ဆောက်မယ်အပြင်ကျွန်တော် ban တွေကိုစနစ်တကျတည်ဆောက်မယ် subject မှာလည်းကျွန်တော် ban စနစ်တွေကိုစနစ်တကျတက်ဆင်လို့တယ်ဆိုတော့ဒါပေမဲ့လို့ဒီနေရာမှာကျွန်တော်ဘလောက်ပဲစနစ်တကျတည်ဆောက်တယ်ပြောပြောခုနက subject ရေရှမ်းတာလေးရေးပြတာလေးဖြစ်မယ်ဆိုရင်တော့ဒါကကျွန်တော်ဂျုံမှာပဲဒါက ဘန်းတစ်ခုတည်းတော့ဖြစ်ချင်းလို့ရတာတော့မဟုတ်ဘူးသို့တော့ဟိုကျွန်တော်တို့အခန်းတွင်းတဲ့ကိုပြန်ဝင်တာမျိုးမဖြစ်အောင်တော့ဟိုထွက်ပြေကိုစနစ်တကျတိစောက်ထားခြင်းအဖြစ်ကာကွယ်နိုင်မှာတော့ရှိပါတယ်နံပါတ်၄ပေါ့နော်နောက်တစ်ခုကနံပါတ်၅ဆော့ရှာဒါမေ့ချ်ဖြစ်တဲ့အာကျွန်တော်တို့အခုလိုမိုးရင်းကာလမှာရေတွေရံွက်လာရင်ဆပ်ပစ်တန်ပြိုပြက်ပျက်စီးသွားတာလေးကြောင့်ပဲ crack tracking ပေါ့နော်အတားတွေ leakage ဖြစ်လာတာတွေကျွန်တော်တို့ကြုံရနိုင်တယ်အတားအတွက်ကတော့ကျွန်တော်တို့ဒီစကရေကတိဆောက်တဲ့အခါမှာမြေသား level တွေစနစ်တကျတူမယ်ပြီးရင်ကျွန်တော်တို့ကအာဒီ foundation တွေကိုစနစ်တကျလုပ်မယ်ဆက်လက်တွေကိုတခြားလောင်းမယ်ပြီးရင်ကျွန်တော်အပေါ်မှာအုတ်တွေစီမယ်ဆိုလို့ရှိရင်အုတ်ကိုစနစ်တကျစီမယ်အာစီလောင်းမယ်ဆိုလို့အာစီကိုစနစ်တကျလုပ်မယ်ပေါ့ဗျာပြီးရင်ကျွန်တော် waterproof ဖြစ်အောင်လုပ်မယ်နေရာမှာဆို waterproof ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုလို့ချင်တာကအပြင်ကကြီးအတူနဲ့ကိုမဝင်ရအောင်မဝင်တဲ့နေရာမှာမဝင်ရအောင် ဟိုထွက်ရမယ့်နေရာမှာထွက်ရအောင်စနစ်တကျတိစောက်ဖို့လိုပါတယ်။ဒါကြမ်းမှာဒီလိုဖြစ်မှသာလည်းနဲ့ဆွဲရှာဒါမေ့ဖြစ်နိုင်ခြေကိုကျော်နေစီမှာဖြစ်ပါတယ်။ဒါကအခုကျွန်တော်ပြောလာတာဒီဒီ submitted ဖြစ်လာနိုင်ခြေပြဿနာတွေကိုဘယ်လိုဖြေရှင်းရသလဲဖြစ်လာမ မဖြစ်လာခင်မှာကိုဘယ်လိုလုပ်သင့်လဲဆိုတာကိုကျွန်တော်ကလိုရင်းတူရှင်းလေးဆွေးနွေးပေးတော်တာဖြစ်ပါတယ်။လိုချင်မျိုးဒီဗီဒီယိုလေးကတံမိုးရှိသေးတယ်ဆိုရင်ကွန်မန့်ကနေရက်ဆိုမှန်မှန်ပေးခဲ့ပါ။မိမိတို့ရဲ့အထွေထွေလေးတွေရှိတယ်ဆိုလို့ချင်းလဲကျွန်တော်ကွန်မန့်မှာဝင်ပြီးရေးသွားပေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။